မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးအမေဖြစ်သူတော်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်စေကူတာခွင့်ပေးရန်တာတူးအနေဖြင့်တောင်းဆိုနေတော်လဲစေယုစုကမြို့သူများမတုံ့ပြန်ဟုကိုထိန်လင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမေဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စေကူတာခွင့်ပေးရန်တားတူးအနေနဲ့တောင်းဆိုနေတော်လဲစေယုစုကမြို့သူများမတုံ့ပြန်ကြောင်းတားဖြစ်သူကိုထိန်လင်းခေါ် Kim Harris ကလူမှုကွန်ရက်မှာတစင်တရင်ထုတ်ပြန်ပြောဆိုပါရယ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုံ့ဆော်နေရတွင်နိုင်ငံရေးသမားတူးအနေဖြင့်မဟုတ်ပဲအမေတူးလွတ်မြောက်ရေးအတွက်တားတူးအနေနဲ့နေရအနက်သွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကပြောပါရယ်ဒီအချိန်မှာကျွန်တော်မေမေရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပန်မိပါရယ် စစ်တပ်ကမိမိလိုအပ်နေတဲ့ဈေးကူတာမှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါကျွန်တော်ဟာမိမိရဲ့သားတယောက်ဖြစ်ပါတယ်သားတယောက်ရဲ့အခွင့်အရေးကိုပေးပါလူကုန်တိုက်ခါကိုအနှဲငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့ပါတယ် ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာအနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတယောက်အနေနဲ့မဟုတ်ပဲတားတယောက်အနေနဲ့ပြောရတာပါ။မြန်မာနိုင်ငံကဆေးအာဏာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတန်ကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပြနိုင်ပါတယ်ဟုကိုထိန်လင်းကဆိုပါတယ်။ အမေဖြစ်သူဒေါအောင်ဆန်းစုကြည်တဲ့2015ခုနှစ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲတို့တွင်နှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းတို့ရတွင်လက်နက်ကင်ထသူများကမြန်မာပြည်သူများ၏မဲပီးဝေးချေထားသောရွေးကောက်ပွဲကိုခိုးယူပြီးမြန်မာပြည်သူများ၏လွတ်လပ်မှုကိုတမျှတိုက်ခဲ့ကြကြောင်းသူကဆက်ပြောပါသည် မေမေဟာ2015နဲ့2020ခုနှစ်တွင်မှရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်တော်မေမေကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်ပြီးတော့ ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့တဲ့ဒီလိုမျိုးအဖြစ်အပျက်တွေဟာကမ္ဘာတဝန်းမှာပြည်ပကများစွာနဲ့ဆင်းရဲဒုက္ခများစွာနဲ့ထက်တလဲလဲဖြစ်နေပါတယ်မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလပတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်တက်ခြင်းများသူတွေဖန်တီးတဲ့အချက်တွေကိုမြန်မာပြည်သူတွေကမရဘူးလက်မခံဘူးလို့ပြောနေကြပါတယ်သူတို့ရဲ့လွတ်လပ်မှုကိုအလူခံမှာမဟုတ်ပါဘူးသူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြချင်ပါတယ်ဟုကိုထိန်လင်းကဆက်လက်ပြော ဆိုပါတယ်။အကျန်းဖက်ဆီယာနာရှင်ကရက်သားများနဲ့ပြည်သူများပေါ်ဘုံကျဲတက်ပြတ်မှုများကျွလွန်နေပြီးကမ္ဘာကြီးကလည်းမျက်ကွယ်ပြုနေကြောင်းမြမပြည်သူများကထာဝရကြောက်ရွံ့မှုနဲ့အသက်မရှင်ကြလို့ပဲဆီယာနာရှင်ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့တချိန်ချိန်မှာအီအီကနိုင်ငံရေးစကားဝိုင်းကိုရောက်ရှိလာလိမ့်မည်ဟုဒေါ်စောမြရာဇာလင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီမြန်မာစစ်တပ်နဲ့နိုင်ငံအနှံ့တွင်တိုက်ပွဲဖြစ်ပွားနေသောအာရခတပ်တော်အေအေတင်တချိန်ချိန်မှာနိုင်ငံရေးစကားဝိုင်းသို့နိုင်ငံရေးစပွဲဝိုင်းကိုရောက်ရှိလာလိမ့်မည်ဟုရခိုင်ပြည်လွတ်မြောက်ရေးပါတီ ANP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကပြောပါရယ်အော်တိုဝါလ15ရက်နေ့ပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သည့် NC စနစ်ဖြင့်ခန္ဓာတွင်ဒေါ်စောမြရာဇာလင်းကပြောကြားခဲ့ခြင်းဖြစ်ပါရယ် ရောက်လာမှာပါဇပွဲပိုင်းကိုတော့တေချာပေါက်ရောက်လာပါလိမ့်မယ်။နည်းနည်းကြအောင်မယ်လို့ထင်ပါတယ်။ကြားရည်ဆိုတာကတော့စည်ရေးနိုင်ငံရေးတွေအချိန်တွေပေါ်မှာမူတည်ပြီးတော့ကြားအောင်မယ်။ရေကောက်ပဲလွန်လာထက်လဲအချိန်ကပိုကြာနိုင်သေးတယ်ဒါပေမဲ့တစ်ချိန်ချင်းတနည်းနည်းမှာသပွဲဝိုင်းကိုရောက်လာလိမ့်မယ်လို့မျှော်မှန်းနေဟုဆိုပါတယ်စစ်ကိုစနစ်ဖြည့်ရှင်းနေကြတဲ့အတွက်မြန်မာပြည်သူများမှအသက်ဆုံးရှုံးနေရပြီးနိုင်ငံရေးနည်းလမ်းဖြစ်တာလိုချင်သူများကိုညှိယူရမည်ဟုဒေါက်စောမြတ်ရာဇာလင်းကပြောပါတယ် စစ်ကိုစနစ်ပြည့်ရှင်းဖို့တဲ့နိုင်ငံရေးစပွဲဝိုင်းကိုရောက်ပြီးတော့မှကိုလိုချင်တာသူလိုချင်တာညှိအစိုးရဘက်ကလည်းပေးနိုင်တာဗာပေးနိုင်လေကိုတို့ကလည်းဘာရီတောင်းဆိုမလဲတောင်းဆိုတာအလုံးရချင်မှရမယ်အစိုးရကလည်းပေးချင်မှပေးမယ်ဒါပေမဲ့အနည်းငယ်ဆုံးသောအဖြစ်ရအောင်တော့ဆွေးနွေးဖို့လိုအပ်တယ်လို့မြင်ပါတယ်ဟုဆိုပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောစစ်မှန်သည့်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးအတွက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ပေါ်အခြေခံရမည်ဟုဒေါ်စောမြရစာလင်ကဆက်လက်ပြောကြားခဲ့ပါတယ် င် NCD တိုင်းသားဒေါ်လာရေးလက်နက်ကိုင်များအတွက်တည်ထောင်ရေးဆွဲထားခြင်းမဟုတ်ဘဲအဓိကပြည်သူများမျက်နှာမူပြီးရေးဆွဲထားသောစာချုပ်ဖြစ်ကြောင်းပြောပါရယ်စစ်တပ်ပါဝင်ဒေါ်လာရေးတပ်ဖွဲ့များအားလုံးမှာလမ်းကြောင်းကကွဲပြားနေတော်လဲဥတီချမ်းမှာဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံသောပြည်ထောင်စုကိုရည်မှန်းထားကြကြောင်းနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစ်တစ်ခုကိုလိုချင်ကြောင်းလဲဒေါ်စောမြရာဇာလင်းကပြောဆိုသွားကြောင်းသိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကြောင့်ငင်းချင်ရေးလုပ်ငန်းစဉ်ရပ်တန့်တာလို့ RCSS ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကတိုင်းပြည်အနာထိန်းချုပ်လိုက်တာကြောင့်ငင်းချင်ရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့တာလို့ရှမ်းလန်းနယ်ကင်တပ်ဖွဲ့ဖြစ်တဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကယနေ့အောက်တိုဘာ16ရက်မှာထုတ်ပြန်ကြေညာပါတယ်။ RCSS အဖွဲ့ဝင်တိုင်းသားလက်နက်ကင်စေဘွဲလက်မှတ်ရေးထိုးထားတဲ့တနိုင်ငံလုံးအပြည့်ရဲ့စာချုပ် NCA အကောင့်ထဲပေါ်မှုရည်မှန်းချက်တိုင်းမဆောင်ရွက်နိုင်တဲ့အာဏာချက်နဲ့စင်ကုန်မှုတွေ ွေကြောင့်ဖော်ပြရမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ဆိုတဲ့ချက်ကိုထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီအကြံပြုချက်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုတာကိုဖော်ပြထားပြီး Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အဖက်ဖက်ကဆွေးနွေးခြင်းနီးလမ်းနဲ့တွဲဆောင်အကောင့်ထည့်ဖို့ဖို့လည်းတိုက်တွန်းထားပါတယ်။ RCSS ဟာစစ်တပ်အာဏာသိမ်းကစားအာဏာသိမ်းမှုကိုပထမဆုံးချိန်ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကြေညာခဲ့တဲ့အဖွဲ့ဖြစ်ပေမဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ထိတွေ့ဆက်ဆံတာဆွေးနွေးတာတွေလုံဆောင်ခဲ့တယ်လို့စစ်တပ်နဲ့တိုက်ပွဲဖြစ်တာလည်းမရှိသလောက်နေပါခဲ့ပါတယ်။ ကရင်မျိုးသားစီအိုကရင်အပါဝင် NCA လက်မှတ်ထိုးထားမှုမှာပါဝင်ခဲ့ပေမယ့်လက်ရှိစစ်ကောင်စီကိုတန်လန်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကတော့အောက်တိုဘာ23ရက်ကသဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရအောင်2021ဆေးရနာသိမ်းမှုဟာ NCA ရဲ့အနှစ်သာရအခြေခံမှုရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြသလိုက်တာဖြစ်ပြီး NCA ကောင်ထဲပေါ်မှုလုပ်ငန်းစဉ်ရပ်ဆိုင်သွားကဆက်ကူစိုးတစ်ခုဖြစ်ရောက်ရှိစေခဲ့တယ်လို့ဖော်ပြထားပါတယ် NCA အမြေကန်ဟန်ပြလုပ်ငန်းရှင်တွေစစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲဟာဆေးရနာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရင်တရားဝင်မှုရဖို့ကြိုးပမ်းတာဖြစ်ကြောင်းလဲ KNU အပါအဝင် တိုင်းဒါလက်နက်ကိုင်6ဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားကြောင်းသိရပါဗျာ။ ရင်းစည်တည်တဲ့နဲ့ငင်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင်စစ်တပ်နိုင်ငံရေးမှာပါဝင်မှုမရှိစေဖို့ပြည်ပခန့်တွင်မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့ပက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသေရေးဆွဲနိုင်ဖို့လိုအပ်ကြောင်း KNU အပါအဝင် SCA လက်မှတ်ရေးထိုးမှုမှာပါဝင်ခဲ့ဖူးတဲ့တိုင်းရင်းသား6ဖွဲ့ကသဘောထားထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ ပရောင်းမြို့နယ်ရှိစစ်ကောမရှင်ပွိုင်း63လုံးစကန်ကိုအေးသိမ့်ပိုက်တဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်။ဘကိုတိုင်းပရောင်းမြို့နယ်ပကံခွေကြီးရွာနေရှိစစ်ကောမရှင်တပ်ရဲ့ပွိုင်း63လုံးတက်စကန်ကိုတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့အရခါချက်တော်အေးကတရင်ထုတ်ပြန်ပါတယ်။ပကံခွေကြီးရွာတောင်ဘက်9ကီလိုမီတာအကွာမှာရှိတဲ့စစ်ကောမရှင်ရဲ့ပွိုင်း63လုံးစကန်ကုန်းကိုပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့လယ်ပိုင်းမှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တာပါ။အရခါချက်တော်အေးကအဲ့ဒီစကန်ကိုမနက်ပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ် ပြီးသုံးနိုင်ကြမှာသုံးဘက်သုံးတန်ကနေထိုးစစ်ဆင်တိုက်ခတ်ပြီးမှအဲ့ဒီစကန်တစ်ခုလုံးကိုတင်ပိုင်ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ပွိုင်း63လုံးစကန်ကုန်တင်ပိုင်မှုတွင်စစ်ကော်မရှင်တပ်သားအလောင်းတချို့လက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းတချို့ကိုတင်စီရမိခဲ့တဲ့အပြင်စကန်တင်တိုက်ပွဲတွင်အရကတ်တော်ဘက်ကလည်းထိခိုက်ကြဆုံးတာတွေရှိတယ်လို့ဖော်ပြထားပါတယ်ဒါအပြင်စစ်တွေမျိုးပဝင်းချင်မှာ လက်နက်ကြီး drone နဲ့ပြန်လည်တိုက်ခိုက်မှုတွေလည်းပုံမှုပြင်းထန်နေတဲ့ပြည်နယ်ရေကန်ဖြူဟာစကန်ကုန်းကိုလည်းအပိသက်သိမ်းပိုက်ရရှိရတဲ့အနေငယ်ကြမ်းရှိတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အေအေကဆိုပါတယ်စစ်ကော်မရှင်တပ်ဟာလက်လုဆုံးရှုံးခဲ့တဲ့စကန်တွေတရင်ဌာနချုပ်တမဌာနချုပ်တွေပါဝင်မြို့တချို့ကိုလက်လုမဆုံးရှုံးရစေဖို့အတွက် ထိုးစင်းနဲ့ခန်းစစ်တွေကိုနေရအနှံ့ပြားမှာပြုလုပ်နေတယ်လို့အာရခတက်တော်နဲ့လည်းနှစ်ဖက်တိတွေ့တိုက်ပွဲနေတိုင်းနေပါဆက်လက်ဖြစ်ပွားနေတယ်လို့အတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။